နေ့ကျွန်တော်ချက်ပြမှာကတော့ Korea spicy ချက်ကျော်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ချက်သားတွေကိုအဆင်ပြေလို့တုံးထားမယ်။ကတော့စာတပည့်စုံတဝက်ခန့်ကြာတပည့်စုံတစုံခန့်ဖူးချက်ဝိုင်းအနေနဲ့ခယူးစီခမင်းစားစုံတဝက်ခန့်အများကြီးမထည့်ပါနဲ့ဉာဏ်တက်လို့ပါကျဲရီအနေနဲ့ရေကောင်းမှုအနေနဲ့ အနေငယ်နှမ်းစီမွေအနေငယ်တို့ထည့်ပြီးတကားကိုရပါနေရပါမယ်အသားရေရတာဝင်အောင်လက်နဲ့ဆုပ်ဆုပ်ပြီးနေပြီးပါခင်ဗျာပြီးရင်မိနစ်20ခန့်အနည်းဆုံးနှက်ထားပါမယ်ခင်ဗျာကျုပ်တလုံးပေါက်ထည့်မယ်ပြောင်းမှုမဟုတ်ထည့်ပါနော် ဖက်မှာပြောင်းမှုမဟုတ်သေးဘူးရေလေးနဲ့ငယ်ထည့်ပြီးတော့မှွေထားပါမယ်ကျွန်တော်ကူရယ်စီထည့်ပါမယ်နေရတဲ့ကြက်သားတွေကိုမှုတ်ကပ်ပြီးတော့ပြန်ကြော်ပါမယ်။ ရင်ဆုံးတသားကြော်ပြီးသားကို sauce နဲ့ပြန်လုံးဖို့ကိုရီးယား sauce ဆက်ပါမယ်ခင်ဗျာကိုရီးယား sauce ဆက်ဖို့အတွက်ကိုရီးယားငရုတ်နဲ့ကိုကျူချံနှစ်စွန်းထည့်ပါမယ်တသားရဲ့ကြော်ထားတဲ့နည်းများပုံမူတည်ပြီးတော့ sauce ကိုလိုသလိုဆက်ပါမယ်ပြားရည်သုံးပါရနော်ကျွန်တော်တော့ပြားရည်မရှိတဲ့အတွက်ယူရီးယားထက်ညက်လေးနဲ့သုံးပါမယ်ကြာညူတစ်ဖက်ရည်သုံးမယ်လေးစွန်းလောက်ထည့်ပါနော် nhiều tí mộc nên nghe cho nó nhiều tí xây mộc nên nghe cho nó nên em giờ chơi gì số số quay theo nó nhắn gì mới nên nghe cho nó số mà số xa là cái không nên cái gì thoát ra xì lì nên nghe cho nó ဆရာရဲ့ဆော့လုံးထည့်မယ်။ဒီကမှာကြံတဲ့ဆော့တွေကိုရေချင်းပြီးတော့ထည့်ပါမယ်။ကြော်ရဲရဲ့စတားတွေထည့်လုံးမယ်။အားနာပါတယ်မျိုးတွေရဲ့ ကဲခုစရင်တော့အရန်မွေးပြီးတော့ရသာချွတ်ချွတ်ဆက်ဆက်လေးဖြစ်တယ်ကိုရီးယားကြက်ကြော်လေးရပါပြီခင်ဗျာ